ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာတင့်ဆန်းရေးသားထားတဲ့မြေလျှောက်မင်းသားဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။မြေလျှောက်မင်းသား ူဖိုးဒီလည်းမကားတဲ့သူ့ဖွာသူ့မေနဲ့သူ့ဖေတို့ကတဲ့ကိုလည်းသူမမြင်ဘူးကေဒီထက်ကြော်ရွေတော့သူ့ဤမျိုးရိုးစင်ဆက်ကိုသူမလေးလာတတ်နိုင်ဒါပေမဲ့သူတို့မျိုးရဲတွင် တပင်တဲ့ဆို၍တယောက်တလေမျှပါခဲ့ဟမတူအဖေကြောင့်ဟုမူသူ့ဖိုးသူ့မေသူ့ဖေတို့ကသူတို့မျိုးရိုးရဲတွင်တပင်တဲ့ပါသည်ဟုပြောခဲ့ဘူးခြင်းမရှိသောကြောင့်ဖြစ်သည် သို့သော် အဘာနောင်တယောက်ကတော့ဖြင့်အတော်လဲကကြင်ရှာဤဟုတ်ပါသည် သူကငယ်စဉ်ကလေးကကလဲကခဲ့သည်ယခုအသက်82နှစ်ထဲရောက်ရှိနေသည့်တိုင်မြောက်ပိုင်းကကလာသာကောင် ကိုသားလူတို့လူစုဒိုးဘက်ဝိုင်းတိုက်တန်ကြရသည်နှင့်အဘာနောင်မှအိမ်တွင်ဖင်ထိုင်၍မရလေတော့သူသည်ဖင်ထိုင်မရဖြစ်နေသည်ကို အဖွားမှိုကမျက်ဆောင်ခဲ၍ကြည်လိုက်သည် ဒီရွယ်ကြီးကြမှာတော့နန့်ကျင်တော့မယ်။ဟိုအဖွားမို့ဤပါဇက်မှာတီရိုပြောကနှကန်းဆူရွေးနေတဲ့သေးသည်။ဒါတော့မှပဲအဖားနောင်ကတော့သူစနီးကိုတစ်ချက်ပြုံးကြည့်လိုက်ပြီးတိကိုင်းเจ้าနှင့် တူလာတော့သူလက်များခြေများကိုဆူဆူဆက်ဆက်လုံနေတတ်ပါသေးသည်။တော်ဟာတေကန်နီးနေပြီတော့ဖျားလေးပါလေးဝစ်ပြူပြီးပရိကလေးများစိတ်နေပါအောင်လား။သူ့မှာဖြင့်တချင်းတကြီးကြီးနဲ့ထိုးထိုးထွန်းထွန်း အဖွားမို့ကသူခင်မွန်အားမျက်နှာကြောမတဲတော့သလိုအော်၍ပြောလိုက်သည် အဖနောင်ကတော့သူ့စကားကိုမထီပါလေရွှေတိုးညိုလွယ်ယုံမြနဲ့မယားကကွာမဲဆိုးပက်ဘီဒိုးပိုးကိုသားလူတို့ဒိုးဘတ်ဝိုင်းမှအတန်းသည်ပြန့်ငါပြန့်ငါလွင်လာလေသည်ဒီခါတွင်အဖနောင်မှလက်ကလေးခြေကလေးများသာစိုးစိုးဆက်ဆက်လုံနေရုံရဖြင့်အာမရနိုင်တော့သဖြင့်အိမ်ခေါင်တိုင်လှုပ်ထားသော ဝလုံးတိုင်ကလေးစီတို့ဖင်ရွှေဖင်ရွှေသွားကတိုင်ကလေးကိုကန်၍ထားလေသည်ပြီးလျင်ကသူသည်ပစိုးကို ခတ်တူတူပြင်၍ဝစ်သည် သူ၏ပစိုးစားမှမညီမညာရှေ့မှ ခပောင်စားသည်ခတ်တွဲတွဲခြွန်ကြနေသည်ဒိုးညိုကိုလွဲယုံမျှဖြင့်မရကကွာမဲဆိုးတားငေးကငိုးဒိုးဘဝိုင်းစီမှအတန်သည်နောက်တကြော့ပြန်၍ပေါ်လာပြန်သည်အဘနောင်ကပစိုးစားကိုဆွဲ၍ လက်တစ်ဖက်မြောက်ခါကိုင်းနေပြီးဖြစ်သောခါကို အနိုင်နိုင်အားယူ၍မှန်လိုက်သည်။သို့သောခါမှာသူဤစစ်တန်းကြအနေခြားကိုမရတော့ပြီ။ညှုတ်ကိုင်းကိုင်းနှင့်ကိုရုတ်ကားရနိုင်လာသည်။ဒါကိုတော့အဖအောင်ကအားမရမကျေနပ်တော်များပွားပြစ်လိုက်ပါသေးသည်။ဒီခါကလည်းဘာလို့ဒီလောက်ကိုင်းကျင်ရတာလဲ။သူကကိုင်းနေပြီဖြစ်သောအခါကိုမယမကချိုးကြအောင်စူးစမ်းကနေသည် သူ့ခြေအောက်မှာမညီမညာလှသောဝါကြံကင်းများကတချွတ်ချွတ်တစ်ချက်ချက်နေပါလား။သူဒီနေ့ကိုအားကြီးရွာပါတယ်။တရင်ချွတ်တုံးကလည်းတလောက်မဟုတ်ဖဲနဲ့။အဖွားမော်ကအားမလို့အားမရနဲ့သူ့အားကြီးပြီးပြောသည်။သူကတော့ခါးနေခါထားအချိုးကျအောင်ခရူးဆိုင်နေရသဖြင့်အဖွားမော်ဤစကားကိုကြားကြဲမှကြားပေမိ။အဖွားမော်မှသူ့ခင်မောအားပြောမိတာပြောရသည်။ယခုသူ့မျက်မှောက်တွင် တလှုပ်လှုပ်တရွရွဖြစ်နေသောအဖနောင်အားကြည်ရင်စိန်အိုးစီ လွယ်တလေးလေးလွယ်တလေးလေးလိမ်ဖဲဖဲတီးပါလို့မောင်းရင်မောင်းရင်ပလွေတန်ကလေးသည်တွတ်တီတီရွာထိတ်စီမှထွက်ပေါ်၍လာလေသည် ကလေးများသည်ရွာထိတ်စီသို့ပြေးသွားကြ၏ပလွေကတွတ်တလောက်အိုးစီတန်ကမြိုင်လှ၏ဟေးမမွေအရှိရွာကလှူကန်းနဲ့တော့ တဖက်အိမ်မိဖို့ဆောင်စီမှအတန်တန်ကတဖက်အိမ်မိဖို့ဆောင်စီတို့ကုလူရှက်တန်လာလေသည်အတော်မြိုင်သားပဲဘာအတွက်အလူခံထားတယ်လဲတဖက်မိဖို့ဆောင်စီမှအသားဖြူဖြူလုံးကြီးပေါက်လှမဲမှိုကပြန်၍မေးလိုက်သည်အိုးညီးမသိဘူးလားတပတ်ခါတစားမုံလာပြေလေမိတို့မွဲအတွက်ပေါ့သူတို့ရွာကနှစ်တိုင်းနှစ်တိုင်းဒီလိုပဲ အတီးမုံနဲ့လိုက်လိုက်ပတ်စံခံတာပဲဥစ္စာ တစ်ဖက်မှအတန်ပြန်ပေါ်လာပြီးလျှင်မိဖို့နှစ်ဆောင်လုံးတိတ်ဆိတ်၍သွားလေတော့သည်။အိုးစီဝိုင်းမှတဖြည်းဖြည်းနှင့်ရွာလေလမ်းကြီးအတိုင်းလျှောက်၍လာလေသည်။မိဖို့တွင်မှမဲမှုသည် ထမင်းအိုးကိုခွေမော်ရင်နှစ်ထားကထရံပေါင်းမှချောင်၍အိုးစီဝိုင်းသူတို့အင်းရှိရောက်လာကိုငံလင်နေလေသည်။ကဲကဲဒီအင်းကလေတစောင်းနိုင်မိထုံးပွဲတော်အတွက်နေမြမဆိုကုသိုလ်ပါဝင်တော်မူကြပါခမညာ။ လှူကန်ကအိမ်ဝမှလာ၍ပြောလိုက်သည်တွင်မဲမုံမှမိဖို့ရဲတွင် ပုန်းခို၍မနေသာတော့ပဲကြေးကွန်ဧကိုဖွင့်ကဆေးထဲ့သော အလဲအန်ထဲမှပဲစီကိုနှိုက်ယူပြီး အလှူကန်ဤခွက်ထဲသို့ထည့်လူလိုက်လေသည်ထို့သောအချိန်စဉ်တွင်အိုးစီဝိုင်းမှသူတို့အိမ်ရှိသို့ရောက်ရှိလာကအိုးစီဝိုင်းရှိတွင် ကပောင်စတကားကထမသိန်းအင်ကြီးပစိုးပန်းရောင်တောင်ရှိကို ကပိုးကြိုက်ခါကိုင်းနေအောင်ကနေသောတငယ်ပြိုတယောက်ပါလာသည်ဖြင့် မဲမိုးသည်မိဖို့ဆောင်ထဲသို့ပြန်ဝင်ကရခင်ချောင်းကြီးပေါက်မှ ပြန်၍ချောင်းကြီးနေသည်တငယ်ပြိုမှချွေသည်ကြီးများနှဖူးပြင်မှ ဆို့ထွက်နေုံသာမကစံစားအောင်နာရှိခေါင်းပေါင်းတွင်မင်းရွှဲရွှဲဆူ၍နေသည်ကိုမဲမိုးတွေ့မြင်လေသည်တငယ်ပြိုနောက်လှည့်သည့်အခါတွင်ကြောတပြင်လုံးရှိထမသိန်းအင်ကြီးသားမှဆို့ရွှဲ၍သူ့သားနှင့်ကန်နေလေသည်တို့တိုင်မင်းအိုးစီဝိုင်းကလည်းရန်နာခြင်းမရှိ တငယ်ပြူကလည်းကာမြဲကာရွေးနေသည်အိုးစီဝိုင်းမှာမဲမိုးတို့အိမ်ရှိရှိမယန်းပင်အုပ်ကြီးအောက်တွင် အတန်းကြောင်ရနာ၍ကာခုံနေကြသည်မဲမိုး၏မျက်လုံးဆောင်ကတော့ကာရွေးနေသောတငယ်ပြူ၏ကိုယ်ပေါ်မှသာကျဆားနေသည် အတော်ကကောင်းတယ်လူပဲမဲမိုးစိတ်ထဲမှအကျွေချီကျူးလိုက်လေသည်ဟုတ်တော်လဲဟုတ်ပါသည်အိုးစီဝိုင်းနှင့်တွဲ၍ကာနေသော မောင်နှောင်မှာဇက်စင်ဘော်ကမင်းသားဟန်အတိုင်းကာနိုင်ပါသည် သူဤကဘုံကနီမှာတကယ်မင်းသားနှင့်မချပါမြေပြင်နှင့်ဇက်စင်သားလျင်ခြားနာမှုရှိနေသည်အကယ်၍မဲမို့တို့မိဘများအပြိုလူပြိုခဲ့ထမင်းကြောက်ကိုစလောင်းဘုံထဲထဲကရေနံကြီးလောင်း၍ငပြောပင်တိုင်းပေါ်တွင်မိတင်ထွန့်ပြီးဘေးပပတ်လေမှသိခတ်စီတာကရသော မြေဝိုင်းဇက်ကသောခေတ္တဖြစ်ပါမူယခုအိုးစီဝိုင်းရှိတွင်ကနေသော မောင်နောင်သည်မင်းသားကောင်းတစ်လက်ဖြစ်ကောင်းဖြစ်နိုင်စေရာအလားအလာရှိသူတယောက်ပင်ဖြစ်လေသည်ဟုမေမိုကသူတို့ခင်နောက်တွင်တည်တည်ကလေးကြံရိတ်ခဲ့သောခစ်တခင်နှင့် ပြန်လည်ဆက်ဆက်တွေးယူနေမိလေတော့သည်တချင်းတစ်ပိုက်ဆုံးသည်တွင်အိုးစီဝိုင်းသည်ရန်နာလိုက်ခါမင်းသားကလေးသည်မေမိုတို့အိမ်ထဲသို့ပြေးဝင်လာလေသည်မေမိုမှာရင်ဖို့၍သွားမိလေသည် ရေကလေးတစ်ပေါက်တောက်ပြရစီဗျာ မင်းသားကလေးကအိမ်ဝါမှရက်ခါရေတောင်းရွေနေလေပြီ။မေမိုကတောက်ရည်အိုးစင်မှကြေးဖလားနဲ့ရေတခွက်ခတ်ခါမင်းသားကလေးအားမယုံမကဲသွားရွေပေးလေ၏။အာရောနာပါရဲ့ဗျာ။နောက်တစ်ခွက်ပေးပါဦး။မင်းသားကလေးကတောက်ပသောမျက်လုံးများဖြင့်မေမိုအားကြည့်ရင် နောက်ထပ်ရေတခွက်တောင်းပြန်သည်တွင်မေမိုကရေအိုးစင်စီသို့ကြပြခရသွားကနောက်တစ်ခွက်ခတ်၍မင်းသားကလေးအားပေးရပြန်သည်။ရေကလည်းတောက်လို့ကောင်းလိုက်တာဗျာ။ ဝါတော်မွာသေးဘူးမင်းသားကလေးသည်အာနာပါနာမူရဖြင့်မေမိုအားကြည်ရင်ပြောပြန်သည်မေမိုကလည်းအလိုက်သေးပါ၏နောက်တစ်ခွက်ထက်ခတ်ပြေးပြန်ပါသည်မင်းသားကလေးသည်ရေကိုအားရပါရတကြိုက်ကြိုက်တောက်ချနေသည်ကိုမေမိုကစိုက်ကြည့်နေမိသည်မေမို၏မျက်စိအာရုံတွင်မင်းသားကလေး၏လက်ချောင်းတွင်သို့ရှည်များစည်းကြသွားသည်ကိုမြင်တွေ့နေရသလိုလိုမင်းသားကလေး၏လက်ဘင်းမှအကြောများမှစိန်ရွေနေသည် ချွေများဆို၍ပြက်ပြက်နေပြီဖြစ်သောတနခါစားများမှာမင်းသားကလေး၏ဖြူနှစ်သောသားပေါ်တွင်အရေးအကြောင်းများထင်၍နေလေသည်ညိုအပ်သောရောင်ကြီးနှင့်ပန်းနုရောင်ကောင်းပေါင်းမှလိုက်ရောအစဉ်ပြေလာသည်မေမိုး၏အမြင်တွင်မင်းသားကလေးမှာတကယ်မင်းကြီးမင်းသားကလေးများလားဟုတန်တရားဖြစ်ခြင်းစိတ်ပေါက်နေသည်အင်းဒီတခါတော့ဝပါပြီဗျာကျေးဇူးလေးတင်ပါတယ် မင်းသားကလေးကရေခွက်ကိုပါစက်မှခွာလိုက်ပြီးမေမိုအားရေခွက်ကိုပြန်ကမ်းပေးရင်စွစွဆိုင်ဆိုင်မေမိုမျက်နှာကိုကြည်ကပြောလိုက်သည်မေမို၏ရင်တစ်ခွင်လုံးဖို့၍လှည့်၍သွားမိတော့သည်ဟေးရှင်မေမိုဦးစီဝိုင်းမှမေမိုတို့အိမ်ရှင်မှထွက်ခွာကရွာဆွန်ပြားစီတို့ရောက်သွားသည်တွင်တဖက်အိမ်မိဖို့ဆောင်စီမှမေညိုဤအတန်းထွက်ပေါ်လာသည်ဘာတော့အိတ်မေညိုရဲ့ ခုနကကတဲ့ကောင်လေးဟာအတော်ချောတယ်နော်ပြီးတော့အကလည်းသိတ်ကောင်းတာပဲမဲမောဘာမျှပြန်လဲ၍မပြောပြီဟေးကောင်မညီအိမ်မင်းသားကလေးလာပြီးရေတောင်းတောက်တာနဲ့ညီကသွေးကြီးသွားပြီပေါ့အေးငါတော့စကားမပြောနိုင်မဖြစ်နေရမဟုတ်ပါဘူးအေးငါမှဟင်းချက်ရသေးဘူးအေးတော်ကြအမတို့ပြန်လာလို့ဟင်းစင်နဲ့ကြက်မနေရင်အဆူခံရမှာအေးမဲညိုကခနဲလိုက်တော့မှမဲမောစကားတုံ့ပြန်ပေါ်ရတော့သည် ။တကယ်ဆိုတော့ဟင်းဦးတွေလည်းချက်ပြီးနေပါပြီ။ယခုရင်းနှွေးဦးတည်ရင်မင်းသားကလေးအကြောင်းကိုသူတွေးနေသည်။မင်းသားကလေး၏လှပသောရုပ်တွင်သည် သူ၏မျက်စိအာရုံတွင် ထင်ဟပ်နေသည်ကိုမဲမို့ကမဲညိုအားအသိမပေးနိုင်ရှာခဲ့။ဤချိန်မှစ၍အဘနောင်အားအဖွားမို့သည်စ၍ချစ်ခင်ခဲ့သည်။အဘနောင်ဤအကကိုဆွဲမတ်နှစ်သက်ခဲ့သည်။ဒီဆွဲမတ်မှုနှစ်သက်မှုတို့နှင့်ဆက်ဆက်ညှိတွေ့ကာ သူတို့သည်တသက်တာအင်တောင်ဘက်အဖြစ်သို့ရောက်ရှိခဲ့ရသည်။ဝါချန်းအင်္ဂလိပ်ဘော်တွင် ကို့ရိုးကိုမနှဲတဲ့၍ကနေရှာသော အဖနောင်အာကြီးရင်နှုနယ်လှပသောအဖနောင်၏ငယ်မူငယ်သွေးရုပ်တွင်သည် အဖွားမို့၏မျက်စိအာရုံတွင်ထင်ဟပ်၍လာလေတော့သည်။အဖွားမို့မှာရခင်လမ်းပေါ်မှာကရွေနေသည်ကို ကြည်ရစင်ကကဲသူပင် ရင်ဖို့ရွေနေသည် သူသည်အဖအနောင်အားကြည်ရင်ကြည်ရင်ကြက်သိန်းတွေထားမိတယ်လို့လို့ဖြစ်လာသည် အဖွားမို့မှာအဖအနောင်ကနေဒီကို ပြောင်ပြောင်မကြည့်ဝင်တော့ပဲမိဖို့ဆောင်ဘက်သို့ထသွားလေသည်ကိုသားလူတို့ဤဒုဘဝိုင်းမှာနောက်တစ်နေ့တွင်မိထွန်ပွဲအတွက်အလှကန်ထွက်ရမည်ဖြစ်၍ရန်နာခြင်းကိုမပြုတ်နိုင်ပဲတီလုံးတိုင်နေကြရသည်အဖအနောင်မှာမောရပန်းရမှန်းကိုမျှမသိရှာကွေးနေအောင်ကလျက်ရှိနေသည် အဖွားမို့သည်မိဖို့ကန်းနေသူဝင်ကထယံပေါက်မှချောင်း၍အဘနောင်ကနေသည်ကိုအာမေရတင်းမတိန်နိုင်ပဲကြည့်ရှုနေမိတော့သည်သူဤမျက်စိမြင်ကွင်းမှာအတိတ်စီတို့ပြန်လဲရောက်ရှိနေသည်အဘနောင်ဤကိုင်းကွာသောခါနှင့်တိကိုင်းကြောက်ကဲ့သို့သော လမောင်းများမှယခင်ကအတိုင်းပင်နှွဲ့ညွတ်၍နှုပြိုဆိုဝင်နေသည်ဟုထင်မိသည်အဖွားမို့သည်မယောင်ရဲနိုင်သောကြည်ချင်းမျိုးဖြင့်သူခင်မွန်အားကြည်နေသည် အဘနောင်ကလည်းမမောသောအကချင်းဖြင့်ကာ၍နေသည်သကောင်ရန်ကြက်မင်းတို့တွန်တူလိုက်တော့မှပင်ကုသလူတို့ဤဒုဘဝိုင်းသည်ရက်နာ၍သွားလေသည်အဘနောင်မှဒီတော့မှပဲကျမ်းပြင်ပေါ်သို့ခြေပြက်လက်ပြက်ထိုင်၍ချလိုက်၏မမို့ရေငါရေတစ်ခွက်လောက်ပေးစမ်းပါကွယ်အဘနောင်က အမောဆို့သောအတန်ဖြင့်မျက်စိကိုမိမ့်မိတ်ထားရင်ရေတောင်းလိုက်လေသည် အဖွားမို့မှ ရေအိုးရှိရာသို့ ကြပြကြရလျှောက်ရွေသွားကကြေးဖလားဖြင့်ရေပြည့်ခတ်ပြီးကရုံရင်နှင့်အဘနောင်ရှိရာသို့လာခဲ့လေသည်ရော့ကိုနောင်ရီအဘနောင်ကမျက်စိကိုမဖွင့်ပဲရေခွက်ကိုလက်နှင့်ရမ်း၍ဆမ်းနေသဖြင့်အဖွားမို့ကအဘနောင်လက်နှင့်ရေခွက်ကိုတွေ့ဆုံပေးလိုက်ရသည်အဘနောင်ကရေများကိုတကြိုက်ကြိုက်တောက်ချနေသည်အင်းပြေးစမ်းမအောင်နောက်တစ်ခွက်အဘနောင်က ရေခွက်ကိုပြန်ကန်ပေးရင်ထက်၍တောင်းမြန်သည် အဖွားမုံမှတုံတုံချီချီဖြင့်ရေဦးစင်ရှိရာသို့လျှောက်သွားကရေတစ်ခွက်ကိုခက်ပြန်သည်အဖားနောင်ဤလက်ချောင်းတွင်သို့ရေများစီစင်းနေသည်ကိုမြင်ရသည်ဟု အဖွားမုံကထင်နေသည်အဖားနောင်ကတော့ခြေဖလားကိုပါဇက်နှင့်တေးကရေများကိုပါဇက်ထဲသို့လောင်းချနေသည်ခုမှပဲအမောကလေးပြေးသွားတော့တယ်အဖားနောင်ပါဇက်မှရေခွက်ကို ခွာရင်းကပြောလိုက်သည် ပြီးလျင်မေးမိထားသော မျက်လုံးများကိုဖွင့်ကာသူစနီအားကြည်လိုက်လေသည်အဖနောင်ဤကြည့်ရှုခြင်းကို ခံလိုက်ရသော အဖွားမို့ဤရင်မှာတလက်လက် ခုံ၍နေလေတော့ဤတင်ဆက် အတွေ့အကြုံအမှတ်၁၂အောက်တိုဘာလ1953ခုနှစ်မြဝတီမဂ္ဂဇင်းအမှတ်215အောက်တိုဘာလ2008ခုနှစ်ရွှေမြူတေရုပ်ဆုံးမဂ္ဂဇင်းနားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audio book မှာ ပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်